မင်္ဂလာပါပိတ်သက်ကြီးတို့ကျွန်တော်တို့ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့လက်ရှိ Manchester United အသင်းရဲ့အနာဂတ်ရည်မှန်းချက်တွေအပေါ်ချင်းချောင်းနေတဲ့အရေးပေါ်အကြက်တဲတစ်ခုဖြစ်ပါတယ်။ဒါကတော့အသင်းရဲ့အဓိကတိုက်စင်မှုဗဂျမင်ဆက်စကိုရဲ့ဒဏ်ရာအခြေအနေနဲ့ဇန်နဝါရီမှာအရေးပေါ်အစားတို့ရှာဖွေရမယ့်ဖိအားပဲဖြစ်ပါတယ်။နိုဝင်ဘာ၈ရက်ညကစပါးနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကို မန်ယူဟာနှစ်ကိုးစီတည်ရင်ဆိုတဲ့ရလနဲ့ပြီးဆုံးအောင်ရုန်းကန်ခဲ့ရပါတယ်ဒီပွဲစဉ်ရဲ့နောက်ဆုံးမိနစ်တွေမှာကျွန်တော်တို့ပိတ်သက်တွေအားလုံးစိုးရင်ခဲ့ရတဲ့မြင်ကွင်းတစ်ခုရှိပါတယ်ဒါကတော့အသင်းရဲ့အတိုက်စစ်မှုဗက်ဂျမင်ဆက်စကိုဟာဒူးဒံရာကြောင့်ကွင်းထဲကနေလဲကျပြီးတော့ထွက်ခွာခဲ့ရတာဖြစ်ပါတယ်နောက်ဆုံးတင်းတွေအရဆက်စကိုဟာဒံရာကြောင့်ဆလိုဗေးနီးယားလက်ရွေးစင်အသင်းကနေတရဝင်းနှောက်ထွက်ခဲ့ပြီးဖြစ်ပါတယ်နီးပြား ရူဘင်အမော်ရင်ကိုရိုင်းကလည်းဒူးတိုင်ယာဟာဘလောက်ကြောင်အားယူရမယ်ဆိုတာမခံမနိုင်တဲ့တိုင်ယာဖြစ်လို့ကျွန်တော်စိုးရိမ်မိပါတယ်လို့ကိုဝင်လင်းလင်းပြောကြခဲ့ပါတယ်ဒီတိုင်ယာဟာရိုးရိုးတိုင်ယာမဟုတ်ပါဘူးဒါဟာလက်ရှိအမော်ရင်ရဲ့မန်ယူအတွက်အချက်ပေးခေါင်းလောင်းတန်ပါပဲဘာကြောင့်လဲဆိုတော့ဆက်စကိုဟာဒီဟာဒီမှာ၁၂ခွဲကစားပြီးတော့၂ကိုးသွင်းယူပေးထားတဲ့တအူးတဲ့တော့ပုံမှန်ကွဲထွက်တိုက်စင်မှုဖြစ်လို့ပါပဲ။ သူပမာဝင်နိုင် တော့ရင်အသင်းရဲ့တိုက်စီပိုင်းဟာလုံးဝအုံမြင့်ပြတ်တယ်လို့ဖြစ်သွားပါပြီ။အပိုင်းတိတိုက်စီပိုင်းဟန်ချက်ပြောင်းရင်းမှုနဲ့အပြေမရှာနိုင်သေးသောစစ်စီဆက်စကိုတန်ရာရတာကိုစိုးရင်ရတဲ့နောက်မှာနောက်ထပ်ကြီးမားတဲ့စိုးရင်စရာတစ်ခုရှိပါတယ်။ဒါကတော့တိုက်စီမှုဂျိုရှူဝါဆက်စီရဲ့လက်ရှိခြေစွမ်းပဲဖြစ်ပါလိမ့်။စစ်စီကအသင်းကိုရောက်ရှိတာကြားပြီးဖြစ်ပေမဲ့ဒီအာဒီမှာပရီးမီးယားလိလေးဝက်တာကစားပြီးတော့ဂိုးသွင်းယူမှုလုံးဝမရှိသေးပါဘူး။ အမိုးရင်ကစီစီကိုတက်စီမှုအစင်နေရာမှာယုံကြည်မှုအပြည့်ဝမရှိတဲ့အတွက်စပားနယ်ကွယ်မှာတော့မတူးကူညာကိုအထောင်တိုက်စီမှုအဖြစ်စမ်းသပ်အသုံးပြုသွားတာကို တွေ့ရပါတယ်။ဒါဟာလီပြအရူဘင် အမိုးရင်ဟာစီစီကိုတိုက်စစ်ကိုဦးဆောင်သူအဖြစ်အားကိုးဖို့ဆိုင်မစင်ပုံမစင်ဖြစ်နေသေးတယ်ဆိုတာကထင်ရှားတဲ့လက္ခဏာပါပဲ။ဝါဆန်အသင်းကတော့ဇန်နဝါရီမှာဇီစီကိုအငားနဲ့ခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသတင်းတွေထပ်ပေါ်နေပါတယ် ဒီလိုအခြေအနေမှာဆက်စကိုမရှိရင်ခြေစွမ်းမပြနိုင်သေးတဲ့ဇီစီကိုပဲအားထားရတော့မဲ့တိုက်စစ်အကြက်တဲကိုမန်ယူသင်းရင်ဆိုင်နေရပါပြီအပိုင်းနဲ့အမိုရင်အတွက်ရွေးချယ်ခွင့်မရှိတဲ့ဇန်နဝါရီယခုလိုတိုက်စစ်ပြဿနာတွေရှိနေချိန်မှာဇန်နဝါရီအပြောင်းအရွှေ့ဟာမန်ယူအတွက်အရေးပေါ်အသက်ရှူဖို့ဖြစ်လာပါပြီ Brian Ambumu အာမက်ဒီယာလိုနဲ့ နာဇာဝါရီလို့အရေးပါတဲ့ကစားသမား၃ဦးခန့်အားဒီဇင်ဘာ22ရက်ကနေဇန်နဝါရီ16ရက်နေ့အထိကျင်းပမယ်အာဖရိက ဖလားတိုင်ခွဲကြောင်းအတင်းနဲ့ခိတခွဲခွာရတော့မှာဖြစ်ပါတယ်တိုက်စစ်ပိုင်းမှာ အားထားရတဲ့အမှုမှုမရှိရင်တိုက်စစ်ပိုင်းဟာပိုပြီးတော့ထိကျန်သွားပါလိမ့်မယ်နွေရာသီကနာပိုလီကိုအငှားချထားတဲ့ရက်ရှ်မွန်ဟော်လန်ကို ကလပ်အသင်းကဇန်နဝါရီမှာပြန်ခေါ်ယူခွင့်ထည့်သွင်းထားခြင်းမရှိပါဘူးဒါကြောင့်ဟော်လန်က ဒီပြဿနာကိုဝင်ရောက်ဖြေရှင်းပေးနိုင်ဖို့နှံပိတ်သွားခဲ့ပါပြီ Real Madrid ကလည်းအငှားထွက်ခွာဖို့အစည်းအဝေးနေတယ် Andre ကိုခေါ်ယူဖို့ကြိုးစားရမှာ Man U ကရိုးရိုးအငှားစာချုပ်ကိုသာလက်ခံတဲ့ Real တို့ကြောင့်ဆွေးနွေးမှုပြပြခဲ့ရပါတယ်ယခုတော့ Andre ကပြည်သက်ကလပ် Lyon ကို ပြောင်းရွှေ့ဖို့ဦးတည်နေပြီလို့သတင်းတွေကဆိုပါတယ်ဒါဟာတိုက်စစ်မှာလိုအပ်နေတဲ့လူငယ်ကျယ်ဝန်းတအူကိုလက်လိုက်ရခြင်းကိုပြပါတယ် ကာစီမီရိုပါဝင်ကွန်းတဲ့လူတွေအတွက်ငွေအများကြီးသုံးရတော့မှာဖြစ်လို့အမော်ရင်ဟာတိုက်စစ်အတွက်ဈေးကြီးကြီးပေးပြီးတော့အပိသက်ဝယ်ယူဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်အငှားခေါ်ယူခြင်းဟာမန်ယူအတွက်ဇန်နဝါရီလမှာတခုတည်းသော ဖြစ်ရှင်နည်းဖြစ်လာပါလိမ့်မယ်။အပိုင်း၃အရေးပေါ်ခေါ်ယူသင့်သည့်ပြင်မှတ်များဒါဆိုရင်မန်ယူဟာဇန်နဝါရီမှာဘယ်လိုတိုက်စစ်မှုမျိုးကို အရေးပေါ်ခေါ်ယူသင့်လဲ။ကျွန်တော်တို့ဟာ အတွေ့အကြုံရှိပြီးတော့ချက်ချင်းကိုသွင်းပေးနိုင်မယ်အငားနဲ့ရရှိနိုင်မယ်ကစားသမားတွေကိုပဲအာရုံစိုက်ရပါလိမ့်မယ်ဒါပဲမယ်မန်ယူသင်းရဲ့ဇန်နဝါရီအစည်းအဝေးဟာအငားဖြစ်အင်အားဖြည့်နေတယ်ရေရှည်ရင်းနှီးမြှောက်နှံခြင်းဆိုပြီးတော့နှစ်မျိုးခွဲခြားထားပါတယ်ဒူဆန်ဘလာဟိုဗေဂျူဝင်ဒတ်ဘလာဟိုဗေရဲ့စာချုပ်ချိန်နေကြောင်းဂျူဝင်ဒတ်ဟာပြောင်းရွှေ့ရေးအနေငယ်ရှော့ယူပြီးတော့ရောင်းချဖို့ဖိအားရှိနေပါတယ်မန်ယူဟာဘာစီလိုနာနဲ့ဘိုင်ယန်တို့လိုပြိုင်မဲ့တွေကိုကြော်ပြီးတော့ အပိသက်ဝယ်ယူနိုင်မယ်ဆိုရင်ဆက်စကိုရဲ့နေရာကိုအကောင်းဆုံးအစားထိုးနိုင်မှာဖြစ်ပါတယ်။ဘီတာရော်ကီပါမီယက်ရော်ကီယာလက်ရှိပါမီယက်အတွက်အခြေစမ်းပြနေပြီးတော့ယူရို38တန်းဝင်ကျင်တဲ့ဇန်နဝါရီမှာအပိသက်ဝယ်ယူဖို့မန်ယူကအထူးစိတ်ဝင်စားနေပါတယ်။ဒီလိုရင်းနှီးမြှုပ်နှံမှုဟာဇက်စီကိုတိုက်ရိုက်ဖိအားပေးနိုင်မဲ့အမော်ရင်ရဲ့ရည်ရှင်အစီအစဉ်တို့အရေးကြီးပါတယ်။ကာရင်အဒေရီမီဒေါ်မွန် အဒေရီမီယာတော့မှမပုံမှန်နေရမရလို့သူကိုယ်တိုင်ထောက်ခွာလို့နေသူဖြစ်ပါတယ်။မန်ယူတွက်သူဟာဇန်နဝါရီမှာအငားနဲ့ရနိုင်တဲ့အကောင်းဆုံးခွင့်ရေးဖြစ်ပါတယ်။သူဟာတော်မှန်တိုက်စစ်ကစားသမားဖြစ်လို့ဆက်စကိုနီယာကို အစားမထိုးနိုင်ရင်တော့အာဖရိကဖလားကြောင့်လက်ရသွားမဲ့တိုက်စစ်အင်အားကိုချက်ချင်းဖြည့်တင်ပေးနိုင်ပါလိမ့်မယ်။ဒီတော့ညီကုန်းချုပ်ရရင်ဗဂျီမင်ဆက်စကိုရဲ့ထိုင်ရနဲ့အာဖရိကဖလားပြိုင်ပွဲဟာမန်ယူကိုဇန်နဝါရီမှာ အငားရောအပိသက်ဝယ်မှုပါလှုပ်ဆောင်မှုတွန်းအားပေးလိုက်ပါပြီအမိုရင်ဟာဘလောက်ပစ်ကိုဝယ်ယူပြီးတော့တိုက်စစ်ကိုနင်းအားဖြည့်တယ်မလားတာမမို့အရာရီမီကိုအငားနဲ့ခေါ်ယူပြီးဈေးပွက်ကိုချိုးချမလားခင်ဗျားတို့ရဲ့အမြင်ရောဘလို့ရှိတယ်ဇန်နဝါရီမှာဘလောက်ပစ်ဝယ်ရော်ကီဝယ်ဒါမမို့အရာရီမီအငားလိုတွေကဘသူကိုမန်ယူအေးပေါ်ခေါ်ယူတင်တယ်လို့ထင်ပါလေကိုမတ်မှာဆွေးနွေးပေးခဲ့ပါအောင်